အားလုံးပဲမင်္ဂလာပါကျွန်တော် YouTube channel လေးဖြစ်တဲ့ Linga Sport channel ကနေကြိုဆိုပါရစေဟုတ်ကဲ့ပါစနေနေ့မှာရှင်ပြန်ကစားကြမှာဥရောပလိပ်ပွဲစဉ်တွေမှာပါဗောနော်ဒါနောက်ကျပွဲစဉ်တွေကိုကျွန်တော်ရွေးရှယ်ပေးသွားမှာဖြစ်တယ်နောက်ကျပွဲစဉ်ဆိုပေမဲ့ဗောနော်ဒါ7နာရီခွဲမှာရှင်ပြန်ကစားကြမှာပွဲစဉ်တွေပဲကျွန်တော်ရွေးရှယ်ပေးထားတာဆိုတော့မြေကလို live ဆော့ကစားလို့ပြီးတော့ SCP မင်းတို့ထင်ပါတယ်ဒီပွဲစဉ်တွေကျွန်တော်ရဲ့အကြက်ကလေးဆိုတော့မြေကလို့အကြက်ရှင်းတူမှာ live ပြီးဆော့ကစားကြပါခင်ဗျာနော်နောက်ကျပွဲစဉ်တွေမှာဆိုအင်္ဂလန် Premier League အပွင့်ဗောနော်ဒါ La Liga စပိန်ပွဲစဉ်တွေနဲ့ဒါ ATP ပွဲစဉ်ကျွန်တော်ရွေးရှယ်ပေးထားပါ ထဝီဆုံးပွဲစဉ်ဖြစ်တဲ့အင်္ဂလန်ပရီးမီးယားလိရဲ့နောက်ကျပွဲစဉ်ဖြစ်တဲ့ဖူဟန်နဲ့အာဂျီပွဲအရင်ဆုံးရွေးချယ်ပြီးတော့မှဖြစ်တယ်။အင်ဝင်ဖြစ်တဲ့ဖူဟန်ကတော့အင်္ဂလန်ပရီးမီးယားလိမှာဆယ်လေးမှာရက်တိနေပြီးတော့အာဆင်နယ်ကတော့အဆင်စရာရဲ့နံပါတ်၁ပြ။ဆိုတော့ဝေကွင်းပေါ်တော့ဒါရှင်ပြန်မှအာဂျီကဒါဖူဟန်ကိုယနေ့ဖောက်ပေးထားတဲ့ဒီဘော်ဒီဈေးမှာဆိုလို့ရှိရင်တလုံးတွင်းဆိုင်ပြဆုံးစားသေးရန်တလုံးတွေလေးပေးထားတယ်။ကိုပေါင်းသေးကနှလုံးရှုံးနေပေးထားအပြ။နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာဆိုအာဆင်နယ်လို့အနိုင်ရရှိထားတယ်ဆိုတော့ဖူဟန်ကတော့ရှုံးနေတာတွေ့ရတယ်။ တော့အဝိုးဝင်းဖြစ်တဲ့အာဆင်နယ်အနေနဲ့ပေါ့နော်တင်ရကစားသမားတွေအများကြီးကိုင်းလက်ပိုင်းမှာလည်းများနေတယ်တိုက်စစ်ပိုင်းကလည်းဒါကူးလေးထပ်ပြီးတော့တွင်းပြီးအနိုင်ဆုံးမယူနိုင်အောင်မလားပွဲချက်တွေရှိနေတဲ့ဒီအာဆင်နယ်ကဒီနေ့ပေါ့နော်အသင်းကြီးထိတိုက်တွေ့ဆုံတိုင်းမှာဒါနောက်ထပ်ရုန်းကန်နိုင်အောင်မလားနိုင်ဆုံးမကောဖူဟန်ပဲအာဆင်နယ်ကိုအနိုင်ရရှိသွားမလားဆိုတော့ကျွန်တော်စောင့်ကြည့်မှာဖြစ်တယ်ဖူဟန်အိမ်ဝင်းကလည်းမာတယ်ဗျဒါပေမဲ့ထိန်းစိုးတက်တော့အချင်းရရှိရပေမဲ့အာဆင်နယ်ရဲ့တိုက်စစ်ကိုတော့ဒါကူးလေးမပြေအောင်ဆက်ကွာမှာဖြစ်တယ် ဟိုဒီဈေးကတော့တလုံးတည်စီဖောက်ပေးထားပြီးကိုပေါင်းစင်းနှလုံးရှုံးသေးတဲ့အတိုင်းမှာကျွန်တော်ရကိုခတ်မရလဲကတော့အာဆင်နယ်နိုင်တော့ဂိုးမပြစ်လောက်ပဲနဲ့ဖူဝန်လည်းကတ်နိုင်ကတ်နိုင်သွားနိုင်တယ်ဗျအဲကြောကျွန်တော်ရစစ်ကြောက်ကိုရွေးချယ်ပေးရမယ်ဆိုရင်တော့ဖူဝန်နဲ့အာဆင်နယ်ကိုပွဲစဉ်မှာကျွန်တော်ကတော့အင်ဝင်ဖြစ်တဲ့ဖူဝန်ဘော်ဒီနဲ့ကိုအောက်လို့ကျွန်တော်တွဲပေးကြည့်ပါတယ်ခင်ဗျာနော်နောက်တစ်ပွဲဖြစ်တဲ့တိုလီနိုနဲ့နာပိုလီပွဲစဉ်ကျွန်တော်ရွေးချယ်ပေးတော့မှာလည်းဖြစ်တယ်ဗျာ ိုတော့တိုလီနိုနဲ့နာပိုလီပွဲစဉ်မှာအင်ဝင်ဖြစ်တဲ့တိုလီနိုပေါ့နော်ဝင်ခွင့်ဖြစ်တဲ့နာပိုလီကနေပြီးတော့တစ်လုံးသွင်းလာပြဆုံးစေးရနေပြီးရှင်းသူဆိုအရှုံးလေးပဲဖောက်ပေးရတော့တယ်ကနေဦးစီးပေါ့နော်ပိုပေါင်းစီးမှဆိုနှလုံးအရှုံးလေးရနေပြီးတော့နှလုံးသွင်းပြဆုံးအရှုံးလေးပဲပေးရပြအီတလီစီးရီးပွဲစဉ်တွေကိုကြည့်ရမယ်ဆိုလို့ရှိရင်တော့ဒီလိုဈေးမျိုးကြီးပြောခဲ့မယ်အသင်းကြီးဒီလောက်ခံရတာတိတ်ရပြဒါပေမဲ့ဥရောပပွဲစဉ်ရှိနေနာပိုလီကဝင်ခွင့်ကစားရမှာတော့တိုလီနိုကိုကြောပေးထားဒီဈေးလောက်ပဲပေးရမှာဖြစ်တယ်အဲ့ဒီဘက်မှာလည်းဂိုးတွေသွင်းနိုင်တဲ့ကစားသမားရှိတယ်ဗျာ ကျွန်တော်စဉ်းစားနေရတဲ့ချက်ကတိုလီနိုလိုတန်းစင်းနေတဲ့အတင်းကနေပြောဒီနာပိုလီကဘာလို့ဒီလောက်ကြီးပဲဖောက်ပေးရလဲ။ဒါပေမဲ့ဘောဂီလေးလှည့်စားထားလာပေါ့နော်။အဲ့တော့ကျွန်တော်ကဒီတိုလီနိုနဲ့နာပိုလီလိုပွဲစဉ်မှာကျွန်တော်အနေနဲ့နာပိုလီနိုင်သွားရင်လည်းကိုကတော့ပြက်မှာမဟုတ်ကတ်နိုင်သွားဖို့တော့ပဲရှိမယ်။တိုလီနိုကလည်းအတင်းကြီးဒုက္ခပေးတတ်တယ်။အဲ့တော့အရေးစွန်ပြီးတော့တိုလီနိုနဲ့နာပိုလီပွဲစဉ်မှာကျွန်တော်နာပိုလီဘော်ဒီပဲကျွန်တော်အရေးစွန်ပြီးလိုက်ပြီးတော့ရွေးချယ်ပေးခြင်းနဲ့ပေါ့နော်။ ောက်ထပ်တပွဲဖြစ်တဲ့ဗျာဒါ9နိုင်မှာကစားမဲ့ပွဲစဉ်ဘာစီလိုနာနဲ့ဂျီရိုနာပွဲစဉ်ကျွန်တော်ရွေးချယ်ပေးသွားမှာဖြစ်တယ်။ဆိုတော့ဘာစီလိုနာနဲ့ဂျီရိုနာပွဲစဉ်မှာဗာဒီလိုနာနောက်ဆုံးကစားကပွဲစဉ်မှာရှုံးနေထားတယ်ဆိုမဲ့ဂျီရိုနာရှုံးနေထားတယ်။စပိန်လာလီဂါထဲမှာဆိုလို့ရှိရင်ဂျီရိုနာတန်းစင်းဆုံးလာဖြစ်ပြီးတော့ဘာစီလိုနာကတော့အစင်ပြားနဲ့ပတ်နှစ်ပြရှုံးနေထားတဲ့အတွက်ကြောင့်လို့ပေါ့နော်။ကျတော့ယနေ့ရဲ့ body ဈေးမှာဆိုရင်ဒါဘာစီလိုနာဆိုတဲ့နှလုံးသွင်းတာပြဆုံးအရှုံးသေးရနှလုံးသေးသေးတိပဲဖောက်ပေးရတယ်ကနေဦးစေးကိုပေါင်းသေးမှာလေးလုံးသေးရနေလေးလုံးသွင်းတာပြဆုံးအစားသေးရနေလေးလုံးသွင်းတာပြဆုံးအရှုံးသေးလည်းကတ်လိုက်တာတွေ့ရတယ်ဗျာ ဲ့ကျော်ကျွန်တော်ကနေပြီးတော့ဒီဘာစီလိုနာရှုံးပွဲတွေ့ထားတယ်ဗျဒီနိုင်ပွဲပြန်ယူပြီးတော့ဂျီရိုနာကိုပြတ်သွင်းနိုင်ပါလားသိကြပါလေကိုပြတ်ရှုံးနေထားတဲ့ဘာစီလိုနာနဲ့ဒီနိုင်ပွဲပြန်ယူလာဖို့အတွက်ဆိုလို့ချင်းဂျီရိုနာကိုဒါအနည်းဆုံး3-0ဒါ3-1လောက်နဲ့ဒါပြီးဆုံးသွားပြီးကိုခံမရလို့မိပါတယ်စကြောကိုရွေးချယ်ပြရမှာဆိုရင်လည်းအင်ဝင်ဖြစ်တဲ့ကျွန်တော်ကဘာစီလိုနာဘော်ဒီပဲကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်ခင်ဗျာနော်နောက်တစ်ဝက်ဖြစ်တဲ့ဒီဘီလာရီးယားနဲ့ပတ်တစ်ပွဲကျွန်တော်ရွေးချယ်ပေးသွားမှာလည်းဖြစ်တယ်ဗျဘီလာရီးယားနဲ့ဗတ်တစ်ပွဲစီမှာဆိုအင်ဝင်ဖြစ်တဲ့ဘီလာရီးယားနဲ့ပတ်တစ်ကိုအကျော်ပေးထားတယ် ဒါရှိသူဆိုရင်အရှုံးသေးရနေပြီကိုပေါင်းသေးနှလုံးရှုံးသေးရနေပြီဒါနှလုံးသွင်းသွားရင်ပြာဆုံးရှုံးသေးသုံးလုံးသွင်းသွားရင်တဝက်စားသေးလည်းရှိတယ်ဗျအဲကြောဈေးလေးပြောင်းလဲဖို့လို့ရှိတယ်ဒါကိုပေါင်းသေး policy ကတော့ရှိသူဆိုရင်အရှုံးသေးပဲဖောက်ပေးရမှာပြီလာရေးရနေပြီဘက်တရီကလည်းဒါဝင်ဝင်ကောင်းတယ်ဒါပေမဲ့ဒီဘက်နှစ်နောက်ပိုင်းမှာပြီလာရေးရတာဥရောပပွဲစဉ်တွေမရှိဘူးဆိုတော့သူ့အနေနဲ့ပွဲကိုလီပွဲစဉ်မှာအအောင်စိုက်ကစားသွားဖို့လို့ရှိတယ်ဗျနောက်ဆုံးကစားကတဲ့ပွဲစဉ်မှာလည်းဒီအနိုင်ရရှိထားတယ်ဘက်တရီကတေးကြတာတယ်ဆိုတော့ကိုခန့်မှန်းရလက်ကတော့ပြီလာရေးပဲဒါ ကတ်နိုင်သွားပြီးအနိုင်သုံးဘက်ပဲယူသွားလိမ့်မယ်လို့တွေးမြင်မိတယ်။စက်ကြောက်ကိုရွေးချယ်ပေးရမယ်ဆိုရင်တော့အင်ဝင်ဖြစ်တဲ့ပြီလာရဲဘော်ဒီကိုပဲကျွန်တော်ရွေးချယ်ပေးချင်ပါတယ်ခင်ဗျာနော်။ဟုတ်ကဲ့ပါ။ဇနီးမှာရှင်မြန်ကစားကြမဲ့ဥရောပရဲ့လေပွဲစဉ်ထဲမှာကျွန်တော်ရဲ့ရွေးချယ်မှုကတော့ FN နဲ့ RG ပွဲစဉ်မှာဆိုကျွန်တော်ကတော့ FN ဘော်ဒီနဲ့ RG ကိုပေါင်းအောင်ပေါ့နော်ဒီပွဲစဉ်တို့နဲ့ကြောင်းပေးထားတာဖြစ်ပါတယ်။တိုလီနိုနဲ့နာပိုလီပွဲစဉ်မှာဆိုကျွန်တော်ကတော့နာပိုလီကိုကျွန်တော်ရွေးချယ်ပေးထားပါ။ဘာစီလိုနာနဲ့ဂျီရိုနာပွဲစဉ်မှာဆိုရင်အင်ဝင်ဖြစ်တဲ့ဘာစီလိုနာပေါ်ဒီရဲ့ဗီလာရီရဲ့နဲ့ဘက်တီပွဲစဉ်မှာဆိုတော့အင်ဝင်ဖြစ်တဲ့ကျွန်တော်ဗီလာရီရဲ့ဘော်ဒီတို့ကျွန်တော်ရွေးချယ်ပေးထားတာလည်းဖြစ်ပါတယ်ခင်ဗျာနော်။ ဒီဘက်စင်လေးဘွဲတော့ညကိုအကြိုက်ချင်းနေမှာဆိုရင်တော့ body titan လိုက်ပြီးဆော့ကတာရတယ်မောင်းလည်းဆော့ကတာလည်းရပါတယ်ခင်ဗျာနော်ဟိုဘက်ကြည့်ရှုအားပေးတဲ့ညကိုအတူပဲကျေးဇူးတင်ပါတယ်ကောင်းကောင်းကြပါစေကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ